ရန်ကုန်မြို့ထဲမှာပထမဆုံးပြေးဆွဲမဲ့အများပိုင်ဘတ်ကားလိုင်းအတွက်ရင်လန်းချောင်းမတ်တိုင်တမတ်ပြုတ်ပြင်ကကားတင်တွင်းဒါတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။ဥရကာကသတင်းပေးပို့ထားတာပါခင်ဗျာ။အများပိုင်ဘတ်ကားလိုင်းပြေးဆွဲဖို့အတွက်ရန်ကုန်အများပိုင်ဘတ်ကားလိုင်းကုမ္ပဏီရဲ့အစုရှယ်ယာတွေကိုနိုဝင်ဘာလဆက်မိုင်းကစတင်ရောင်းချနေပါတယ်။မြပိုင်ဘတ်စကားလိုင်းကိုရင်းစီရ65စီနဲ့ရန်ကုန်မြို့ပြည်လန်းနဲ့ကဘာကြီးဖျားလန်းတွေမှာအဓိကပြေးဆွဲဖို့အစီအစဉ်ထားပါတယ်ကျွန်တော်တို့က BOD ဖွဲ့ဖွဲ့ပြီးပြီ ပြည့်စွဲလမ်းကြောင်းတတ်မှတ်ပြီးပြီအခုမှတ်တိုင်နေအဲ့ဒါအားလုံးလိုက်ပြီးတော့ကျွန်တော်တို့ပြုပြင်နေဖြစ်ပါတယ်အဲ့ဒီမှတ်တိုင်20ကျော်ရှိတယ်အဲ့ဒီမှာအကုန် bus bay တွေလုံးတယ်အဲ့ဒါလည်းလေ့လာလို့ရတယ်နောက်တစ်ခါရင်းနေ65စီးတင်သွင်းရန်ဆောင်ရွက်ပြီးဖြစ်ပါတယ်လာမယ်2016ခုနှစ်နှစ်စမ်းပိုင်းမှာစတင်ပြည့်ဆွေမယ်မြားပိုင်ဘတ်စကာလိုက်မှာခန့်ထားမဲ့ရှင်မောင်ရှင်နောက်လိုက်တွေကိုလည်းပညာရေးချင်းကန့်သက်သတ်မှတ်ထားပါတယ်အဲ့ဒီမှာအသက်သတ်မှတ်မယ်ပညာရေးချင်းသတ်မှတ်မယ် နောက်တော့ကျန်တဲ့အရေးအသွေးတွေတတ်မှတ်မယ်။ဘာဖြစ်လို့လဲဆိုတော့လာစားပြည့်တဲ့စနစ်နဲ့သွားမှာ။ဒါကြောင့်ကျွန်တော်တို့ကလည်းအဲ့ဒီအချက်တွေကိုညင်ညွတ်အောင်တတ်မှတ်မယ်။အဲ့ဒါတော့ဆွေးနွေးစေပဲဖြစ်ပါတယ်။ဒါကိုလည်းကျွန်တော်တို့ကြိုတင်ပြီးပြောပေးမယ်။အခုဆိုပါစို့ကျွန်တော်တို့ကညအထိဆွဲခြင်းလေ။ခုနာရီဝယ်ဆယ်နာရီတိဆိုရင်နှစ်ဆိုင်ပြည့်ခြင်းဖြစ်သွားမယ်။အဲ့ဒါကြောင့်ဒါဒီပြန်တွက်နေတဲ့အတွက်မကြီးညာနိုင်သေးပါဘူး။ ရန်ကုန်မြားပိုင်ဘတ်စကားလိုင်းကုမ္ပဏီကိုအစိုးရကအစု100ငွေကျပ်10ဘီလီယံအများပြည်သူကအစု100ငွေကျပ်15ဘီလီယံနဲ့စတင်သွားမှာဖြစ်ပြီးအစု100တစုကိုကျပ်တသိန်းနဲ့ဘယ်သူမှမစိုးကန့်သက်ချက်မရှိဝယ်ယူနိုင်ပါတယ်ကျွန်တော်အာကာပါ